ခမုံကိုအခုငလျေမေးကြီးမှာအတေဆုံးသွားကြတဲ့အဲကြံရိတ်ခဲ့တဲ့မိသားစုတွေကပြန်ပြီးတော့မှမဖြေနိုင်လို့တောင်းဆိုထားတာဒီခမုံကိုအခုငလျေမေးကြီးမှာအတေဆုံးသွားကြတဲ့အဲကြံရိတ်ခဲ့တဲ့မိသားစုတွေကပြန်ပြီးတော့မှမဖြေနိုင်လို့တောင်းဆိုထားတာဒီ ခြားနာပြီးတော့မှသေသွားတာတွေယောဂနှိမ့်ဆက်လို့သေသွားတာတွေစိပေးစစ်တာကြောင့်သေသွားတာတွေပေါ့အဲ့ဒီမိသားစုဝင်တွေကဘုမကိုလာရောက်ပြီးတော့မှတောင်းဆိုထားတာလေးတွေရှိပါတယ်ဘုံဖရားတဲ့တပည့်တော်တို့မဖြေနိုင်လို့တရားလေးတဖို့ဟောပြပါလို့လာရောက်ပြီးတော့မှရှောက်ထားတယ်အဲ့တော့မဖြေနိုင်ဘူးဆိုတာကအဲ့လိုမဖြေနိုင်တာလဲဆိုရင်အဲဘုံတို့မှာဒါအမြဲတမ်းပွားများထားတဲ့မရဏနှုတ်တတိဆိုတဲ့တရားမရှိလို့ဖြစ်ပါတယ်မရဏနှုတ်တတိဆိုတာက ပေခြင်းတရားကိုအမြဲတမ်းဆင်ခြင် အောင်မေ့ပွားများနေရမယ်တဲ့အခုငလျံဘေးကြီးမှာဘုံဘုံကြီးဥစေကိန်းသားကဒီကြံရိတ်ခဲ့တဲ့တက္ကရာကမတွေအသက်ရှင်ကြံနေတော့ဝန်တာအာရနေပေါ့လေဟာမတည်သေးဘူးနော်မတည်သေးဘူးနော်လို့ပြောတယ်အဲ့တော့တချို့ပုံကိုတွေကဟာဆရာတော်ကြီးကဘာစကားတွေပြောနေတာလဲစကလုံးတွေကလည်းကြမ်းလိုက်တာဒီလိုပြောเสียလားလို့အဲဝေဖန်ဆဲရတဲ့ပုံကိုတွေလည်းပဲတွေ့ရပါတယ် မားတော့ဆရာတော်ကြီးပြောတာမှန်တယ်။ဘုံမတို့ငယ်ချင်း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 တွေ့ပြီဆိုရင်ဘုံမတို့ကစိတ်မဆိုးဘူး။ဟာမသေးသေးဘူးနော်။အေးမသေးသေးဘူးလေ။ဟာမသေးလို့ပြန်တွေ့တာပေါ့။အဲ့လိုပြောလိုက်တော့ကိုကဘာဖြစ်သွားလဲ။အော်ဟုတ်သားပဲ။ငါတရားဥမာပဲဆိုတာလေးကိုအတွေ့တစ်ခုရသွားတယ်ဗျာ။ဒါမဲ့လို့လူတိုင်းကိုတော့သွားပြောလို့မရဘူးပေါ့။အဲပါရမီနှုတဲ့လူနဲ့ပါရမီရင့်တဲ့လူနဲ့တော့အတူကူဖြစ်ပါတယ်။ တော့ပါရမီရင့်တဲ့သူဆိုတာအမြဲတမ်းသိခြင်းတရားကိုဆင်ခြင်နေတယ်ပွားများနေတယ်ဆိုရင်တော့အဲ့ဒီပုံကိုကိုလွတ်လွတ်လပ်လပ်ပြောလို့ရတယ်အဲပါရမီနှုတဲ့ပုံကိုတွေကိုသွားပြောမယ်ဆိုရင်ဟာဘာကြီးလဲဘာစကားလဲနမိတ်မရှိနမမရှိဆိုတဲ့ပုံစံမျိုးတွေအဲ့လိုမျိုးအထင်ခံရတယ်ပေါ့နော်အဲ့တော့မြတ်စွာဘုရားအလောင်းပေါ့ပုံနာကြီးဘုရားဖြစ်စဉ်တော့ကမိသားစုဝင်အဲဒီကဘုရားအလောင်းရဲ့ အဲဘုရားလောင်းရဲ့ဇနီးရဲ့သားတယောက်ရဲ့သမီးတယောက်ရဲ့ချွေးမရဲ့ကျွန်းမရဲ့၆ယောက်ရှိတယ်ပေါ့လေအဲ့မှာဘုရားလောင်းပုံနာကြီးကလေထွန်ပြီးတော့လေယာကိုင်းကျွန်းလုပ်ပြီးတော့မှတက်မွေးရတယ်ပေါ့အဲ့တရက်မှာအဲဘုရားလောင်းကြီးကလေထွန်သွားမယ်ဆိုပြီးတော့တောထဲကိုထွက်သွားပါတယ်တောထဲရောက်တဲ့အခါမှာသူ့ရဲ့သားကတောင်ပေါ်ထဲကထွက်လာတဲ့မွေးကိုက်ပြီးတော့မှတေးရောအေးစီစီပဲ သူ့သားတည်တာဘာမှမဖြစ်ဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့တွေဟာနေ့စဉ်နေတိုင်းငါတီမုတ်ချတီရအချိန်ပိုင်းတာလို့တော့တည်။တည်ခြင်းကမြဲတယ်၊ရှင်ခြင်းကမမြဲဘူးဆိုတဲ့ဗရဏနုတ္တိကိုအမြဲတမ်းဆင်ခြင်းပွားများနေတာဖြစ်တဲ့အတွက်ဘာတုံလို့မှမရှိဘူးတဲ့။အဲ့ဒီလေနောက်ကိုဖြတ်သွားတဲ့အင်းနီနာချင်းတယောက်ကိုမာလိုက်တယ်။တငယ်ချင်းရေးတဲ့။ဒီနေ့ထမင်းပို့မယ်ဆိုရင်တဲ့။တယောက်စာပဲပို့ပါတဲ့။အဲ့လိုမာလိုက်တယ်။ ဘောလူကလည်းသွားပြောတယ်ပေါ့အာပုံသားကြီးကမာလိုက်တယ်ဒီနေ့ထမင်းပို့မယ်ဆိုရင်တယောက်စာပဲပို့ခဲ့ပါလို့မာလိုက်တယ်အဲ့တော့အိမ်ကနေလည်းတည်ပြီအာတည်ကြပြီတယောက်ယောက်ကတော့ဆုံးသွားပြီလုံးဝတုံလုံချင်းကိုကျူးခြင်းလုံးဝမရှိပါဘူးလူအထူးဆန်းနေနော်ဒါနဲ့ပဲထမင်းတယောက်စာကြိုက်နဲ့ထည့်ပြီးတော့မှယူလာတယ်ပေါ့ဗျာယူလာပြီးတော့အဲကျွန်မကလည်းပဲ အာလူတယောက်တီးပြီဆိုတာတီးတဲ့အတွက်မိသားစုဝင်တွေကခေါ်ချလာတယ်။လေတော့ရောက်တော့ပုံသားကြီးကိုอืมအမင်းကြွေးတယ်ပေါ့။သူ့ရဲ့သားအလောင်းပေးမှာပဲအေးအေးစေးစေးပုံမှန်ပဲစားတယ်လို့ပဲစားနေတယ်တဲ့။နော်သူစမ်းတာတခုဟာနော်။အဲ့တခြားလူဆိုရင်ဘလို့ဘလို့ဘလို့နေမလဲ။နော်။အာမိဘုံညမ်းကြတယ်လို့ပေါ့။ကွဲထွက်နေမှာပေါ့နော်။အခုဘုရားအလောင်းကသူ့ရဲ့ သားရဲ့အလောင်းရဲ့ပြီးမှာအေးအေးဆေးဆေးပဲထမင်းထိုင်စားနေတယ်။ပြီးကြတော့ရကဲကဲတော်တဲ့ကထင်းကြောက်တွေရှာကြဟေးမိရှို့ကြရအောင်ဆိုတော်တဲ့ကထင်းကြောက်တွေရှာအေးအေးဆေးဆေးမိရှို့သလိုပဲရှို့လိုက်တယ်။ပုံနာကြီးကလည်းမငိုဘူး။သူ့ရဲ့ဇနီးကလည်းမငိုဘူး။သူ့ချွေးမကလည်းမငိုဘူး။ကျော်မကလည်းမငိုအားလုံးကအေးဆေးအဲ့တော့တရားမင်းကြီးကမနေနိုင်ဘူးဗျာ။ဟာဒီလူတွေ ဘာဖြစ်လို့မငိုကြတာလဲဒီကိစ္စငိုရမယ့်အရာကြီးဖြစ်တယ်ငါတိကျင်လိုက်တာငါသွားမေးအောင်မယ်ဆိုပြီးတရားမင်းကြီးကသွားမေးတယ်ဗျခရီးသွားဟန်ဆောင်ပြီးတော့ပေါ့လေဟာပုံနာကြီးတဲ့ခမ ्या သားတိသွားတာဘာဖြစ်လို့မငိုတာလဲခမ ्या သားအရင်မဟုတ်လို့လားဟုတ်ပါတယ်ဗျာကျွန်တော်တို့သားအရင်မှာဟာအမေကြီးခမ ्या သားအရင်မဟုတ်လို့လားဟုတ်ပါတယ်ကျမသားပါကျမအကိုတိုင်ကိုလလွယ်ဆယ်လောက်ခွာထားတဲ့သားလေးပါ ဘာလို့မငိုကြတာလဲဘာလို့မငိုတာလဲလို့ပုံနာကြီးကိုစမေးပါတယ်ပုံနာကြီးကဘောဦးလေးကြီးရဲ့တဲ့ဘာလို့မငိုတာလဲလို့ဆိုတော့တဲ့ဒီตาဟာတဲ့อืมဘာနဲ့တူလဲလို့ဆိုရင်မွေကနေပြီးတော့အရေဟောင်းကိုစွန့်သွားတယ်လို့ပဲသူလဲဘဝဟောင်းကိုစွန့်ပြီးတော့ဘဝတက်ကုန်သွားတာဘာငိုเสียရှိတယ်လေဟာအမေကြီးခမရောဘာလို့မငိုတာလဲဩဒီငါသားလေးဟာတဲ့ ငါတို့ဘဝတဲ့ကိုငါတို့မိသားစုတဲ့ကိုလာတော့ကလာပါဦးမယ်လို့ခွင့်တောင်းပြီးတော့မှလာခဲ့တာမဟုတ်သလိုအံသွားတော့လည်းပဲငါတို့ကိုခွင့်တောင်းပြီးတော့မှပြန်သွားတာလည်းမဟုတ်ဘူးသူ့ဘာသာသူလာတယ်သူ့ဘာသာသူပြန်သွားတယ်ဘာငိုစရာရှိလဲအဲ့တော့ညီမလေးကိုပြန်မေးတယ်ဟဲ့ညီမလေးလောက်တဲ့သူကနေရာရောမငိုဘူးလားဘာလို့ငိုမှလဲတဲ့ငိုတော့လေသူ့အတွက်နဲ့ငိုပြီးတော့စိတ်ဆင်းရဲကိုဆင်းရဲနဲ့ငိုတော့သူလည်းပဲ ကျမတို့ငိုတာတွေကိုကြားနိုင်မှာမဟုတ်ဘူး။ကျမတို့ပဲပိန်ပြီးတော့စိတ်ဆင်းရဲအောင်ရှိရမယ်။ငိုပါဘူးတဲ့။အားဒါဆိုရင်ဒီကောင်လေးရဲ့မိမဖြစ်တဲ့သူကငိုဘူးလား။ငိုပါဘူးတဲ့။အဲဘာဖြစ်လို့မငိုတာလဲလို့မေးကြည့်တဲ့အခါမှာအော်ဘာနဲ့တူလဲလို့ဆိုရင်တဲ့။အိုးကောင်းငင်ကလှမင်းကြီးကိုရကျင်ပါတယ်လို့ပူဇော်နေတဲ့ကလေးလိုပဲပေါ့။ဒီကောင်းငင်ကလှမင်းကြီးဆိုတာမရနိုင်ဘူးလေ။အဲ့တော့ကျမလည်းပဲကျမလင်သားဟာဒီဘက်ပြန်မရနိုင်တော့ဘူး။ ွဲသွားတဲ့အိုးဟာပြန်ဆက်ပြီးတော့အကောင်းပကတိမဖြစ်နိုင်တယ်လို့ပဲကျမလည်းပဲဒါကြောင့်မို့မငိုတာပါအဲ့တော့ဒီမိသားစုဟာကိုယ့်ရဲ့အရင်အချာဖြစ်သားအရင်အကိုအရင်ယောက်ျားဖြစ်သူတည်သွားတာတောင်မှမတုံမလို့အေးအေးစီစီတီတီငိမ့်ငိမ့်နဲ့နေနိုင်ကြတာဘာဖြစ်လို့လဲမရဏနှုတ်တတိဆိုတဲ့တရားကိုပွားများလို့ဖြစ်ပါတယ်ဗရဏနှုတ်တတိဆိုတာတည်ခြင်းတရားကိုအမြဲတမ်းအဖန်ဖန်တလဲလဲ စင်ကျင်ပွားများနေတယ်။အိုးငါတေးရအောင်မှာပါလား။အချိန်မိုင်းတာလို့တော့လေ။တေးရအောင်မှာပါလားဆိုတဲ့အတိကိုတတိကထားကြရမှာဖြစ်ပါတယ်။ဒါဆိုရင်မတုံ့လောက်ဘူး။အားကြောင့်ဘို့ဘုံဘုံကိုတရားတောင်းဆိုလာတဲ့ပုံကိုယ်တွေလည်းပဲတည်သွားတဲ့ပုံကိုယ်တွေအတွက်အယံကြီးလည်းပဲစိုးရိမ်မနေပါနဲ့။အယံကြီးလည်းပူဆွေးငိုကြွေးမနေပါနဲ့။ဘာဖြစ်လို့လဲဆိုတော့ငိုကြွေးနေလို့လည်းပဲခဏနေကပြောသလိုသူလည်းပဲကိုငိုတာကိုကြားနိုင်မှာမဟုတ်ဘူး။ အဲ့တော့သူ့အတွက်နဲ့ငိုရင်ကိုပဲစိတ်ဆင်းရဲကိုဆင်းရဲနဲ့ခန္ဓာကိုယ်အကျုံကျုံကြပြီးတော့အကျမရင်မကောင်းဖြစ်ုံပဲရှိတာ။ဒါကြောင့်မို့သူ့အတွက်လှုပ်ပေးနိုင်သလားလှုပ်ပေးပါ။သူ့အတွက်အကောင်းဆုံးဘာဖြစ်နိုင်မလဲ။ကုသိုလ်ကောင်းမှုတွေလို့အမြတ်တမ်းတွေပေးဝေပေးပါ။အဲ့ကြောင့်ကိုအသက်ရှင်နေစဉ်အတွက်မှာကိုကိုယ်တိုင်အနေနဲ့ဘယ်ချိန်ဘယ်ကာလဘယ်နေရာဘယ်ဒေသဘယ်ယောဂာနဲ့တရားမှမသိတာဖြစ်တဲ့အတွက် အဲကိုချစ်တဲ့သူတွေကတော့ကိုရဲ့ရှိကနေရှင်လေးရဲ့လည်းပဲထွက်သွားမှာပဲတေးလေးရဲ့လည်းပဲထွက်သွားမှာပဲရှင်ချင်းနဲ့လည်းခွဲသွားမယ်တေးချင်းနဲ့လည်းပဲခွဲသွားမယ်အဲ့လိုခွဲခွာကြရတဲ့အခါမှာကိုအနေနဲ့မတုံမလုံအေးအေးမြတ်မြတ်တီတီငင်ငင်အင်္ဂရိယရနေနိုင်မို့ဆိုရင်ဗရဏနုဒတိကိုအစဉ်ချင်းပွားများထားရမှာဖြစ်ပါတယ်အဲကြောင့်အားလုံးပဲကိုစိတ်နှပါကျမ်းမာချမ်းသာတော်မူကြပါစီခင်ဗျာ